။အရက်စာနဲ့စာချုပ်တိချုပ်ဆိုလိုက်ပြီးအသက်ရှူတိုင်းမြန်မာမွေတိန်းနဲ့ချီဝင်ဝင်ရောက်မဲ့စေကြီးရုံးတွေလို့ရွှေရောအိုင်မတ်ကွန်ရှစ်ကိုအွန်လိုင်းအင်ဂျင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။ ဆေဂျီရန်တို့ကတော့ရှေးဆက်မဲ့နာဂတ်ခေးအတွက်ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ပါတယ်။ဆေဂျီနေနဲ့အန်အန်စာကိုဆုံးခွာပြီးအတင်းပြောင်းရွှေ့မယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ sorry pro league မှာပဲဆက်ကစားဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။အန်အန်စာနဲ့စာချုပ်တွေချုပ်ဆိုခဲ့ပြီးနောက်ဆေဂျီရဲ့လောက်ကလာစာကလည်းပုံမတိုးတက်သွားခဲ့ပြီးမှန်းစားလို့မနိုင်အောင်မြန်မာလို့သွားခဲ့ရပါပြီ။ပြောမယ်ဆိုရင် Redo ရဲ့10မိနစ်ဝင်ဝင်ကမြန်မာနိုင်ငံကအခြေခံလူဒန်းစားစီရဲ့2လ3လစာဝင်ဝင်လောက်ရှိနေတာပဲဖြစ်ပါတယ်။ Redo ရဲ့တရက်စာဝင်ဝင်ကတော့အခြေခံလူဒန်းစားတွေရဲ့နှစ်ချီဝင်ဝင်လောက်ကိုရှိနေမှာပါ။ ရန်နူအန်အန်ဆာနဲ့2029ခုနှစ်ဒီနှစ်နှစ်တက်တန်ရှိတဲ့စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။နှစ်နှစ်အတွင်းလောက်ခလာစာကပေါင်462တန်းဖြစ်ပြီးတော့ဒါအင်မတန်မှများပြားတဲ့ပမာဏဖြစ်ပါတယ်။ရန်နူကိုပေးတဲ့လောက်ခလာစာနဲ့လက်ရှိပရီးမီးယားလိရဲ့ဈေးကြီးဆုံးကစားသမားဖြစ်တဲ့ Florian Best တို့ကစားသမားမျိုး၊ Kyle Cole လို့ကစားသမားမျိုး၊ Declan Rice လို့ကစားသမားမျိုးကို၄ယောက်ထိဝယ်လို့ရပါတယ်။ရဲဒါအန်အန်ဆာနဲ့စာချုပ်တန်တန်းတိုးဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်လက်မှတ်ရေးထိုးကပထမနှစ်အတွက်24.5တန်းရမှာဖြစ်ပြီးတော့ဒုတိယနှစ်အတွက်73.5တန်းထည့်ရမှာဖြစ်ပါတယ်။ ရယ်ရဲလက်မှတ်ထိုးကားကကဘာကျော်ကစားသမားတွေရဲ့တနည်းစာဝင်ဝေလောက်ရှိနေပါပြီ။ဒါ့အပြင်ရနေတော်အသင်းရဲ့ရှယ်ယာ15လောက်ကိုလည်းပိုင်ဆိုင်ခွင့်ရအောင်မှာဖြစ်ပါရင်ဖန်ချေအပြင်ပေါင်33တန်းထိတန်ကျေရှိပါရင်ဒါ့အပြင်သွင်းကိုစူပလာတွေနဲ့ပတ်သက်ပြီးလည်းအပိုစုကြီးတွေလည်းရှိပါသေးတယ်။ရယ်တို့တွေနဲ့ရွှေပလာစုရရင်ပေါင်၄တန်းအပိုစုကြီးရမှာဖြစ်တယ်လို့ NSA နဲ့အတူဖလားစခုနိုင်ငံပေါင်၈တန်းအပိုစုကြီးခန်းစားခွင့်ရမှာဖြစ်ပါရင်ရယ်တို့ကလောကလားစာတွေနဲ့မကဘဲတခြားခန်းစားခွင့်လည်းပေါင်အောင်မှာဖြစ်ပါရင်ရယ်တို့ကနန်းတော်တို့များကြီးမားတဲ့အိမ်မှာနေထိုင်ရပြီးအချိန်မြင့်ဝင်တဲ့များကိုလည်းများစွာရရှိထားတာဖြစ်ပါရင် ဒရိုင်ဘာ၃ဦးအိမ်ကူ၄ဦးစပွတ်မှု၂ဦးဥယျာဉ်မှု၃ဦးလုံခြုံရေးအစရှိတဲ့အရာတွေကိုလည်းခန်းစားခွင့်ရရှိထားတာဖြစ်ပါတယ်။ဒါအပြင် sorry ကနေဥရောပကိုတွားရင်အသုံးပြုမဲ့အထူးတည်တံ့ချက်လင်းရင်တွေအပြင်တခြားသောစပွန်ဆာတွေလည်းများစွာရရှိထားသေးတာဖြစ်ပါတယ်။ Redwa Social Media ပေါ်မှာ NSR ဒါမှမဟုတ် sorry broly ဆိုတဲ့စကားလုံးပါစာသားနဲ့ posting တော့မှအပေါ်စုခြင်းဝင်ရရှိနေတာဖြစ်ပါတယ်။စေကြီးရဲ့ကစားမဘွားကတော့မွေးတွေထားစရာနေရာမကျန်အောင်ပေါ်ရှန်နေပါပြီ။ ငငယ်တို့ကဆင်းရဲတဲ့မိသားစုကနေခြေပြင်းလာခဲ့ပြီးပေါမုတ်တောင်စားကြမရှိခဲ့တဲ့ဘဝကနေအခုဆိုရင်စေကြီးဟာကားဗနက်စီအိမ်ပလက်လုံးရှိလဲဆိုတာမသိတဲ့ဘဝကိုရောက်ရှိလို့လာခဲ့ပြီးဖြစ်ပါတယ်။ Red X ကစားမဘဝလက်ကျန်ရမှန်းချက်က2026ခုနှစ်မှာကဘာဖလားမှာအောင်မြင်ဖို့နဲ့တွင်ကိုပေါင်းထောင်ပြေးဖို့ပဲလိုတယ်ထင်ပါတယ်။အသက်40ကျော်နေပြီဆိုတဲ့ Ronaldo အတွက်အနားယူရမယ့်နေ့ကပုံဝင်လေးဆက်လာပြီးတော့အမှန်ပါပဲ။နောက်3လနဲ့5နှစ်အတွင်းမှာဖြစ်လာနိုင်ပါတယ်။ဒါကြောင့်2030ကဘာဖလားမှာ Redo ပါဝင်လာနိုင်ဖို့ဆိုတာဖြစ်နိုင်ချေအင်မတန်နဲ့လို့နေပါတယ်။2026ကဘာဖလားကတော့ Redo ရဲ့ Last Stand ဖြစ်လာဖို့ရရှိပါတယ်။ လက်ရှိပေါ်လီကာကစားမအစိုးဖွဲ့ရဒူးချင်းထူးချွန်တဲ့ကစားမများစွာနဲ့ဖွဲ့စည်းထားတာမို့ရယ်ဒိုအတွက်အမျှော်လင့်ချက်ကရှိနေပါတယ်ရယ်ဒိုရဲ့နောက်ထပ်ညီမချက်ကတော့တွင်ကိုပေါင်းထောင်ပြေဖို့ဖြစ်ပါတယ်ဒါကလည်းတိမ့်မလို့တော့ပင်သတ္တကန်အကွာမှာရှိနေပါပြီစေရေးရယ်ဒိုရဲ့ကစားမဘွားကတော့အားကျခြင်းစရာအထင်ကြီးစရာတွေနဲ့ပြင်းထန်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်ဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ